မင်္ဂလာပါခင်ဗျာကျွန်တော် Napjun Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော် Channel ရလေးတင်ဆက်ပေးသွားမှာကဗီဒီယိုဂိမ်းတွေထဲမှာတုံးလို့ကောင်းတဲ့ mechanic လေးတွေအကြောင်းမဖြစ်ပါဘူးเนาะကဲအဲ့ဒါဆိုကျွန်တော်အခုတန်းဆလိုက်ရအောင်မနော်အကြောင်းပထမဆုံးတင်ဆက်ပေးမှာကတော့ Legend of Zelda Tears of the Kingdom ဖြစ်တယ်ဗောနော်အဲ့ဒီဂိမ်းကြီးက2023မှာမှ Nintendo Exclusive ထွက်ခဲ့တဲ့ဂိမ်းလေးဖြစ်ပြီးထုံးစံအတိုင်းပဲ Radiant 30ပြည့်ဟာ30အပြည့်ရတာတလို့ Link အနေနဲ့ Princess Zelda ကိုဒီ Ganondorf စီကကဲရမှာအဓိက main plot ဖြစ်တယ်ဗောနော် အဲ high room new နဲ့သူ့ရဲ့ underground ဒီမြေကြီးအောက်ကဘာကိုလည်းပါအောင်မှာဖြစ်ပြီးကျွန်တော်ကတော့ switch မရှိတဲ့အတွက် brother the wire ဒီအစတကင်းနံကိုလွတ်သွားတဲ့အတွက်ဒီအချက်လေးတွေကိုအင်တာနက်ကပဲရှာဖွေတွေ့ရှိချက်ကနေပဲဖော်ပြလိုက်တာဖြစ်တယ်ပေါ့နော်။အဲဒီဂိမ်းထဲမှာလည်းကျွန်တော်ပစ္စည်းတစ်ခုနဲ့တစ်ခုကိုကော်နဲ့ကတ်တလို့ချိတ်ဆက်လို့ရတဲ့ Ultra Hand ဆိုတဲ့ mechanic ကြီးပါရယ်ပေါ့နော်။အဲဓာရီသုံးပြီးတော့တချို့တီထွင်အောင်ကောင်းတဲ့ပလီယာဆိုရင်ဖတ်မိုက်ကြီးတွေမီးမှုတ်တဲ့ဆက်ရုပ်တွေလေးစားပစ်တဲ့ဆက်ရုပ်တွေ ရင်အဆိုင်ကြီးတွေလောက်ထားတာဘောလာမြင်ရမှာဖြစ်တယ်လို့တချို့ old school player တွေဆိုရင်လည်းဥမာဟိုဘက်နဲ့ဒီဘက်ကူးဖို့လိုတဲ့အခါတံတားကြီးတွေစောက်ပြီးကူးနေတာတွေ့ရမှာဖြစ်တယ်ပေါ့နော်အဲအဲ့ extra hand ဆိုတဲ့ mechanic ကကျွန်တော်တို့ဂိမ်းထဲကပတ်စဲတွေရန်သူတွေကိုတီးဖို့ဖြည့်ချင်းမှုအတွက်ကိုအလွှာတစ်ခုထပ်ထည့်ပေးလိုက်တာဖြစ်ပြီးဒါကကျွန်တော်တို့အပေါ်ရန်ကြည့်တော့ဒါချောမွေ့နေလို့လွယ်ပေမဲ့ဒီအတွက်တွက်ချက်တဲ့အရာမှာအလုံးလုံးနေရတာ heavy cut တဲ့အရာဖြစ်ပြီး Nintendo Switch 1လို့တက်တန်းရတဲ့ကွန်ဆိုးမှာချောချောမွေ့ရန်နိုင်တာဒါအတိမတ်ပြရမယ့်အရာတစ်ခုလို့ဖြစ်တယ်ခင်ဗျာ အပီရင်ဇေတာဂိမ်းဆော့တဲ့ပလေယာတွေကြားထဲမှာမှလူကြိုက်အများဆုံးမကန်နစ်တစ်ခုမဟုတ်လို့လည်းတိဆက်ပေးလိုက်ဖြစ်ပါတယ်ဗောနော် အဲနောက်တစ်ခုက NPC တွေအကြောင်းပေါ့နော်အဲ NPC ရဲ့တကယ်တော့ဒီ background noise အတွက်သားပေါ့နော်နောက်ခံစုညံတန်အဲ့လိုမျိုးအပိုတစ်ခုနေတဲ့အထည်ထားပြီးဒီခေတ်မှာအရန်တုတ်တက်လာလို့ဒါသူတို့ကတိတိတသားကောင်းလာတာပေါ့နော်အဲ့ဒီကမှကျွန်တော်တို့ကစမ်းသပ်မှုတွေလည်းလုပ်လို့ရပြီ။အဲ့ဒီကမှကျွန်တော်ပထမဆုံးတင်ဆက်ပေးချင်တာ Skyrim ဖြစ်တယ်ပေါ့နော်။ Skyrim ကအခုဆိုရင် 2017ထဲကထွက်ခဲ့တာမဟုတ်လို့တက်တန်းရှိ RPG တကူဖြစ်နေပြီဖြစ်ပြီးလူချစ်ခံရသောဂိမ်းတကူဖြစ်တယ်ဗောနော်အဲ့ဘတ်စတာရဲ့ဂိမ်းတွေအတိုင်းပဲဘောရာ open world ထဲမှာအရင်လုတ်ချင်တာသွားလို့ quest တွေကိုလည်းဘောရာကြိုက်တယ်လို့ဖြည့်ရှင်းနေနဲ့ဖြည့်ရှင်းလို့ရတဲ့ဂိမ်းတွေဖြစ်ပြီးဥမာ npc တွေကိုဒီမျိုးထဲမှာ fight စေခြင်းတော့ဘောရာ fury တို့ frenzy တို့စတဲ့စပယ်တွေသုံးလိုက်ရင်တို့ကအချင်းချင်းတီးတော့မှာဖြစ်တယ်ဗောနော်စိတ်ညှို့ခံလိုက်ရပြီအဲဒါမဲ့အဲ့ဒါကအရန်လွယ်ပြီးအဲ့ထက်ညှော်တဲ့ရီရတဲ့နီးတစ်ခုရှိသေးတယ်ဗောနော် အဲဒါတော့မြို့တိုင်းနေရာတိုင်းမှာရတာမဟုတ်ပဲလူစိုးကန့်နေဥမာဆင်းရဲတဲ့ Rift Dan လို့ခေါ်တဲ့မြို့လေးတွေမှာဆိုရင်ဘောရိုင်းအင်ဖန်ထရီရဲ့တံမိုးရှိတဲ့ item တခုကိုချထားလိုက်အောင်ပဲဖြစ်ပြီးအဲ့ဒါဆိုရင် NPC တွေကအဲ့ဒါကိုလူဖို့ကြိုးစားနေတဲ့အချင်းချင်း fight ကြမှာဖြစ်တယ်ပေါ့နော်အဲအဲ့လိုဂိမ်းနေတဲ့ထုံးစံအတိုင်းပဲလူနည်းနည်းကနေတဖြည်းဖြည်းချင်းအကုန်တီးတဲ့အဆင့်ထိရောက်လာမှာဖြစ်ပြီးအဲ့ဒါကရီရညှော်တယ်အဲ့ဒါက Bethesda RPG တွေဖြစ်တယ်ခင်ဗျာ အဲနောက်တစ်ခုကတော့ Kingdom Come Deliverance 2တွေရဖြစ်တယ်ဗောနော်အဲဒါလည်း NVC တွေနဲ့ပဲဆိုင်တာဖြစ်ပြီးဒီ game ကတော့ medieval game တွေထဲမှာမှာ Bohemia ကိုအခြေခံတာဖြစ်ပြီးတခြား game တွေထက်ဆိုရင်နည်းနည်း realism ဗောနော်အပြင်နဲ့တူတဲ့ဘက်ကိုသွားပြီးဘော်ဒါကအိတ်ဖို့စားဖို့အပြင်အဲဒါကွန်ဘက်ကစားအရာအားလုံးခက်ခဲလို့နာမည်ကြီးရဲ့ဂိမ်းဖြစ်တယ်ပေါ့နော်။အဲဒါပေမဲ့ခုနက Skyrim ထဲမှာလို့ပဲဘောရာပစ္စည်းတွေချလိုက်ရယ်နော်။အဲ NPC တွေကရန်ဖြစ်တာမဟုတ်ဘဲဘောရာကိုကျေးဇူးတင်စကားပြောပြီးသူတို့လိုတဲ့အရာတွေကိုကောက်ယူသွားမှာဖြစ်တယ်ပေါ့နော်။ အဲ့အဲ့ထပ်ပို့ပြီးတိတိကျကျတိကျရင်ချမ်းသာတဲ့ NPC တွေဆိုရင်တံမိုးကြီးရဲ့ပစ္စည်းတွေကိုကောက်ယူသွားတာတွေ့ရမှာဖြစ်ပြီးဆင်းရဲတဲ့ NPC တွေဆိုရင်တော့ဥမာတံမိုးနေပြီးတို့ရဲ့နေ့တင်စားစရာဖြစ်တယ်ပါမုံတို့ဘာတို့ညာတို့အဲအဲ့လိုမျိုး priority list တွေနဲ့ program ဆွဲထားတာဖြစ်တယ်ပေါ့နော် အဲနောက်တစ်ခုက roster game နဲ့ npc နဲ့အကွက်တွေပေါ့နော်အဲ roster ရဲ့ game တွေကကျွန်တော် npc နဲ့လှုပ်လို့ရတာအများကြီးရှိပြီးဥပမာတစ်ခုဆိုရင်ကျွန်တော် bully ရဲမှာဆိုရင်လူကြီးတွေကိုကျွန်တော်တို့ကိုယ်တိုင်နဲ့ fight မျိုးထဲမှာဆိုရဲလာဖမ်းတဲ့အထိအမှုအနီတန်းတက်မှာဖြစ်တယ်ပေါ့နော်ကိုယ်တိုင်မဖိုက်ပဲဒီ wrestle ကိုမျိုးတဲ့ခေါ်ရတယ်နော်ကို့ကိုလူကြီးတွေလာတီးရင်အဲ့ဘဲကအဲ့လူကြီးတွေဒီလိုပြန်တီးမှဖြစ်ပြီးအဲ့အတွက်ပေါ်တာအမှုတက်မှာမဟုတ်ဘူးပေါ့နော် အဲဒါဥမာပြောတာဖြစ်ပြီးကျွန်တော်ဒီနေ့ဖော်ပြပေးချင်တာ GDA 5တဲ့အကွက်ဖြစ်တယ်ပေါ့နော်ဘာလဲ story mode တဲ့မှာဆိုရင်ကိုကအမှုတက်နေတဲ့အချိန်မှာကျွန်တော် ammunition ပေါ့နော်တနက်ရောင်းတဲ့ဆိုင်ကိုရအောင်ဝင်သွားနိုင်ရင်ရဲတွေကကျွန်တော်တို့ပစ်တက်ကြည့်တယ်ညချော်ပြီးဆိုင်ရှင်ကိုသွားထိပါဖြစ်တယ်ပေါ့နော်အဲအဲ့ချိန်ကျရင်ဆိုင်ရှင်ကရဲတွေကိုပြန်တီးနေတာမြင်ရမှာဖြစ်ပြီးနောက်ဆုံးရဲတွေကတတိုက်လာမှမဟုတ်လို့ရဲတွေပဲနိုင်မှာတော့ဖြစ်တယ်ပေါ့နော်အဲ့ဒါမဲ့ဆိုင်ချင်ကရဲတွေကိုပြန်တီးနေတာကြည်ရတာရည်ရတဲ့အရာဖြစ်ပြီးလုံမှုမဲ့ပေါ်တာရှိတယ်ထင်လို့တိစက်ပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာ ဲနောက်တစ်ခုကတော့ mechanic ဆိုတာတစ်ဒီ spell လေးတစ်ခုရဲ့အကြောင်းပဲဖြစ်တယ်ပေါ့နော်ကျွန်တော်အခုဆိုရင် game တွေတော်တော်များများမှာ jet နဲ့လမ်းဆွဲပြီးတော့ကျွန်တော်တို့စီခေါ်လို့ရတဲ့စပယ်ပါတဲ့ character ရှိတာကပုံမှန်လိုတောင်ဖြစ်နေပြီဖြစ်ပြီးသူမပါတော့မှပုံမှန်မဟုတ်တာဖြစ်တယ်ပေါ့နော်အဲဒါမှမဟုတ်အဲ့လိုဆွဲခေါ်လို့ရတဲ့ပထမဦးဆုံး jet ပါခဲ့တာက MK 1992က Scorpion ဖြစ်ပြီးအဲ့ဒီထဲကနေစပြီးအခုဆိုအဲ့ဒါအခုခံတော့စပယ်တစ်ခုဖြစ်နေပြီဖြစ်တယ်ပေါ့နော်အခုဆိုရင်အဲ့ jet spell တာမကပဲသူ့ရဲ့ ချိန်ဆွဲရင်လွတ်တဲ့တော်ကီဖြစ်တဲ့ဒီ ਆ ကလည်းအမတ်တရတော်ကီဖြစ်နေပြီဟုတ်လို့တိဆက်ပေးလိုက်တော့ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဆုံးတင်ဆက်ပေးမယ့်အရာကတော့ဒေါတာနဲ့ချိန်ဆန်ပါတော့ ဒါကျွန်တော်အကြိုက်ဆုံးဂိမ်းမဟုတ်လို့ဒိုတာလို့ပြောပေမဲ့တကယ်မိုဘာတွေတင်း based အားလုံးဂိမ်းတွေနဲ့ဆိုင်တဲ့အရာလေးလို့လည်းပြောလို့ရတယ်ပေါ့နော်။ဥမာအဲ့လိုဂိမ်းတွေဆိုရင်ကျွန်တော်နှစ်ဖက်ကစားရတာဖြစ်တဲ့အတွက်ရွေးချယ်စရာ character တွေအများကြီးပါပြီ။အဲ့ဒီထဲမှာပေါ့ကတစ်စက္ကန့်ပေးလိုက်တာနဲ့ပြေးနိုင်တဲ့အကောင့်တွေစရှိလာပြီဖြစ်တယ်ပေါ့နော်။ကျွန်တော်မျက်စိရှိရပြောက်အောင်။အဲ့အဲ့လိုအကောင့်မျိုးတွေကိုကိုဘက်ကပေါ်လာတဲ့နဲ့တိုင်မြင်ပြီးစတန်းပေါ့နော်။သူတို့မူးတာတွေလုံးဝမထက်အောင်ပြေးခွင့်မပေးဘဲတီးရတာလေအကောင်းဆုံး feeling တစ်ခုဖြစ်တယ်ပေါ့နော်။ အဲ့အဲ့တက်တစင်တက်ပြီးမှာပေါ်တာတက်တန်းတစ်ခုရလာတဲ့ပလေယာဆိုရင်စော့နေတာကြာပြီမို့လို့ဟိုဘက်ကတသိန်းလုံးတစ်ချက်မှမနှိပ်လိုက်ရပဲသေသွားအောင်လည်းဒီကဲဘူးမထင်ရရပေါ့နော်အဲ့အဲ့ဒါလွယ်တာတော့မဟုတ်ပဲအခါတရမှာမှတပွဲလောက်ဖြစ်တာဖြစ်ပြီးတကယ်အဲ့လိုလုံနိုင်သွားတဲ့အချိန်ကျရေကုန်သမြန်နေရတော်တော်နဲ့တော့မရက်ဘူးဆိုတော့ပေါ်တာခံစားမှုမှဖြစ်တယ်ပေါ့နော်အဲ့အဲ့ဒါကြောင့်လည်းအဲ့လိုလောက်ခဲ့ဘူးတဲ့ဝမ်ဘောကွန်ဘိုတီးခဲ့ဘူးရဲ့ပေါ်တာရှိမထင်လို့ဒီချက်လေးကိုတက်ဆက်ပေးလိုက်တော့ဖြစ်ပါတယ်ခင်ဗျာ ုတ်ကဲ့အဲ့ဒါဆိုရင်တော့ဒီနေ့မှာကျွန်တော် channel လေးကနေ video game တွေထဲမှာ mic နဲ့ mechanic လေးတွေအကြောင်းကိုတည်သလောက်တော့တိစခဲ့ပြီးသွားပြီထင်ပါတယ်ခင်ဗျာအဲ့တော့လည်းကျင်းနေကြမယ်ထင်ပါတယ်ကျွန်တော်စကားပြောရတဲ့မှာလွဲဝါတာလောဝါတာမပါပါတာလေးရှင်းတယ်ဒေါ်ရာကြီးထားပြီးနားလည်ပေးသေးချင်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုသဘောကျရဆိုရင်တော့ channel လေးကို like and subscribe လုပ်ပေးလို့ရပြီဒါက heavy ထောက်ကိုပြုပါတယ်ခင်ဗျာကျွန်တော်အပတ်စဉ်တိုင်းဗီဒီယိုလေး၅ခုတက်ဆက်သွားဖို့ကြိုးစားနေပြီကြည့်ရှုပေးနေကြတဲ့ဗောဓာရီအားလုံးကိုလည်း happy ကျေးဇူးတင်ပါတယ်ခင်ဗျာ နောက် chemical content level နဲ့တူတွေ့ပြန်လာခဲ့ပါဦးနော် peace